ဘယ်တခုလဲဘယ်တယောက်လဲပမာလဲအဲ့လိုမျိုးကျွန်တော်တို့ဘယ်လဲဆိုရစကလေးလုံးကိုထိုင်းမှာ9 9ဆိုပြီးတော့သုံးပါတယ်သူကမိခွန်းစကလေးလုံးဖြစ်ပါတယ်ကြည့်ကြည့်လိုက်ကြအောင်ဘယ်နေ့လဲနေ့ကိုကြောက်ကြောက်ထိုင်းမှာ1 1တော့သုံးပါတယ်ဘယ်နေ့လဲဆိုတော့19 19ဘယ်နေ့လဲဘယ်တခုလဲကျွန်တော်တခုကိုထိုင်းမှာ an an နဲ့တုံးနေပါတော့ဘယ်တခုလဲဆိုတော့ an night an night ဘယ်တခုလဲ ဘယ်လာလေဘယ်လာလေလူပြောချင်းကြောက်ကြောက်လာကိုကြောက်တော့အတိုင်းမှာ dern dern တို့တော့မာလေဘယ်လာလေဆို dern night dern night ဘယ်လာလေဘယ်အကောင်လေအကောင်ကြောက်ကြောက်အတိုင်းမှာ tua tua လို့တော့မာလေ tua night tua night ဘယ်အကောင်လေဘယ်တယောက်လေဘယ်တယောက်လေတယောက်တယောက်ကိုကြတော့ခွန်လို့တော့မာလေဘယ်တယောက်လေဆိုတော့ခွန် night ခွန် night ခွန် night လို့တုံးနေပေါ့နော်အဲ့ဒီ บลูปงซานิวเลยบลูปงซานิวเลยโซลูชันจ้ะเนาะดีอ็นยูปงซานเจ้าจ้ะทายมาแบบแบบภาษาเป็กับเนาะแบบตัวพิโตมาเลยแบบไหนแบบไหนบลูปงซานิวเลยยูตรงนี้อย่าไปเลยวะเนาะมีคนมีจีไรจะเอาเอ็นตาประมาเลยเอ็นตาประมาเลยเอ็น่าจะรอห้องน้ำประมาเลยจะรออยู่ไหนดาวมจงอยู่ที่ไหนห้องน้ำอยู่ไหนห้องน้ำอยู่ไหนเอ็นตาประมาเลยเบฮาอยู่มาเลยเบยูเราเจ้าจงไทยมาเอา အောင်လို့တုံးတယ်ဘယ်ရလဲဆိုတော့အနိုင်အောင်အနိုင်အောင်အနိုင်ဘယ်ဟာယူပါလဲလို့မိရဖြစ်ပါတယ်ဗောနော်ဒါတော့ကျွန်တော်နမူနာဥပမာလေးထည့်တရားပေးထားတာပါဒီဟာကိုကုကြည့်နေတဲ့သူကခေကြည့်ဗောနော်ဒါလေးထည့်တက်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဝါရစကဲလုံးနေလိုရဲဗောနော်ဒါကိုမိဆွေကဘာလို့ထည့်တက်လဲဆိုလို့ရှိရင်ကျွန်တော်ကုကြည့်နာတင်ပေးတဲ့ဒါကနီးစနစ်လို့ခေါ်တယ်အဲ့ဒါကြောင့်မလို့မိဆွေကအခုကြည့်နေဟာကိုဘယ်လိုမျိုးထည့်ရမလဲဆိုတာကိုတမ်းပြီးတော့သိနေဖြစ်ပါတယ်ဗောနော် ခင်းတဲ့တူထိုင်းမှာစကားကိုလေ့လာကျင်နေဆိုလို့ရှိရင် KC မှာထိုင်းစကားရောတည်သက်တင်နေရှိပါတယ်လုံးဝအခြေခံကနေပြီးတော့ဒီသူများပြောရလဲကြာသူများပြောရလဲနားလေတယ်ကိုလေခေါင်းမူတည်လဲပြီးတော့ပြောနိုင်တဲ့မီးနဲ့နဲ့ထီအောင်ခင်းရနေပြီးတော့တင်ကြပေးပါတယ်ဗီဒီယိုကလစ်ထည့်တာကြောင့်မလို့ဒီအချိန်မရှိမှလုံးဝစိတ်ပူဖို့မလိုပါဘူးเนาะမလိုဘူးပေါ့เนาะပြီးလို့ရှိရင်ဒီတင်နန်းတွေကလည်းအကန့်အသတ်မရှိရတဲ့အတွက်ကြောင့်မလို့ကိုအနေနဲ့တင်နန်းတွေကတင်ငန်းစာတွေကိုလေ့လာမယ်ပြီးလို့ရှိရင်လက်တွေ့ဘက်မှာတင်လဲပြီးတော့အသုံးချမယ်ပြီးလို့ရှိရင်နားမလဲတဲ့ဟာတွေကိုတရားမျိုးကြည့်မယ်တယောက်ချင်းစီယာနဲ့အိမ်စာဆက်မယ်တန်ယူသွားတယ်တန်ယူသွားလို့ရတယ်ပေါ့เนาะ ထပ်ပြီးတော့ကျတော့ဒီထိုင်းစာရေးဖတ်ပြီးတော့အားလုံးကိုသင်ကျင်တယ်ဆိုလို့ရှိရင်လည်း KC မှာ six skill သင်တန်းရှိပါတယ် level 1 level 2ရှိတယ်ပေါ့နော်လုံးဝအခြေခံကောကိုင်ကောကိုင်ထပ်ပြီးတော့မရေးတဲ့ဘာမှမသိတဲ့အချိန်ကနေပြီးတော့ခေနေတဲ့လုံးဝထိုင်းစာကိုကျွမ်းကျင်တဲ့အထိဖတ်နိုင်အောင်ခေကသင်ကြားပေးနေပါတယ်အသေးစိတ်ကတော့ခေတို့ဒီခေနေ level ဆိုရဲဒီ Telegram channel ကနေပြီးတော့စုံစမ်းလို့ရတယ်ပေါ့နော်ဒီ video လေးဒီ video ကြည့်နေတဲ့သူတို့ကခေကနေပြီးတော့အထူး discount ပေါ့နော်ဒီသင်တန်းအထက်နေရာမှာခေ၄၆နှစ်၃၃ခုဆိုခိုးရဲကိုပုတ်ကိုရိုက်ထည့်ပေးလိုက်တာနဲ့သင်တန်းက10% discount ရမှာဖြစ်ပါတယ်ပေါ့နော်ဒီထိုင်းစကေတောတည်တန်းတည်တန်းကတော့ဘက်ငွေ900ကျပ်ဖြစ်ပါတယ်ထိုင်းစာရေးဖတ်တောတည်တန်းကလည်းဘက်ငွေဒီသူကကျတော့ဒီ900တော်ညားမယ်ပေါ့နော်ဒါပေမဲ့သူက discount တွေတော့သူအန်သူရှိမယ်နဲ့တွေ့နှစ်တန်းပေါင်း level 1 level 2ပေါင်းပြီးတော့ add လို့ရှိရင်ပေါ့နော်ဒါတော့ကျွန်တော်တို့ဒီတည်တန်း add တဲ့နေရာမှာမြင်နိုင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာတည်လဲပြီးတော့ဇုံတွေ့ကြပါမယ်ဘိုင်ဘိုင်နောက်ခါ